ဗုဒ္ဓနေမွေသူအလုံးမင်္ဂလာပါ2025ခုနှစ်နိုဝင်ဘာလ15ရက်နေ့27ရက်နေ့တော်တွင်မှာအပြိုင်ဆိုင်အလုံးကိုကြော်လွားပြီးဘဝတုတ်တယ်မယ်ဝိချင်းစုစားရခဲ့မယ်အလုတ်တွေမှာတုတ်တယ်မယ်ပညာတတ်နဲ့ဘဝတွဲဖက်တုတ်တယ်မှုကိုရှာဖွေနိုင်တယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလောကန်ခြင်းတို့ရဲ့ကောင်းသောအကျိုးဆက်နဲ့တုတ်တယ်မှုနှစ်သာရကိုပြေဝရမယ် ကိုယ်ပိုင်ယက်တီချက်နဲ့ဘဝတိုးတက်ခြင်းတွေရဲ့ကောင်းသောအကျိုးကျေးဇူးကိုလည်းထင်ရှားစွာဖန်တီးရရှိနိုင်တဲ့ကာလဖြစ်ပါတယ်။ဘေးဒီမေးခြင်းတဲ့အကြောင်းလေးပေါ်လာရင်ဒီစံစာနေပေါ် application ကိုအသုံးပြုပြီးတော့မင်းများလက်ယုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေလာမေးတဲ့အတွေ့အကြုံမျိုး ရရှိအောင်စူးစမ်းပေးထားတယ်။ဒါကြောင့်စံစာနေပေါ် application ကိုယုံကြည်စွာ သုံးချနိုင်ကြောင်းသင်ပြပါတယ်။ စငါးရင်းနေမှာမတော်တဆထိခိုက်မွင့်နေရကျူးဆက်ရမယ်နောက်ရကုန်တည်သွားစံနေရှိတတ်တယ်ရန်နဲ့ရှင်ပြီးတော့ရမယ်16ရက်နေ့မှာအနီးကမှနောက်ဆုံးချိန်မှာသစ္စာမဲ့တဲ့သူစကားမတည်တဲ့သူနဲ့တွေ့ပြီးလောကကြရတာကလုံးတပိုင်းတဆဖြစ်တတ်တယ်ဓာတ်လိုက်တတ်တဲ့သတိထားအဲ့နေ့မှာအပူလောင်တတ်တော်သတိထား16ရက်နေ့မှာတော့ထူးခြားတဲ့ကံပွင့်ခြင်းနဲ့ဆင်ပြေခြင်းတွေရှိလာပြီးလူရာပြည့်စုံခြင်းနဲ့ ရေမကြအောင်မြင်ခြင်းနဲ့ကြုံမယ်ဆက်ရှိရဲ့နေ့မှာရည်တည်ချက်သစ်တွေနဲ့လောက်ကံမှုတွေရဲ့အောင်မြင်မှုကိုရနိုင်တယ်အပြိုင်ဆိုင်ကြတို့တက်မယ်19ရက်နေ့မှာငွေကြေးကံလုပ်ငန်းကံဘဝကံထူးထူးခြားခြားတို့တက်မယ်ကာလရှည်ကြဆိုင်ငံ့နေလူတွေလောက်ကံနိုင်တယ်20ရက်နေ့မှာသူတမန်းနဲ့မတူတဲ့ရှုထောင့်နေရာတွေကွာလုပ်ပြီးတော့အလိုပြည့်ခြင်းဘဝတို့တက်ခြင်းနှစ်သာရကိုရမယ်21ရက်နေ့ လုပ်ငန်းနေတာအကျန်စီရွယ်ချက်နေတာတွေမှာအောင်မြင်တိုးတက်တာမှန်တယ်ဒါပေမဲ့မတော်တဆညကြီးဆက်ရမယ်တောင်ရက်ကိုတည်သွားစရာနေရှိတဲ့တဲ့နေ့ဆက်နနိုင်တဲ့တနိုင်ခွဲကြမတော်တဆညရံပတိဖက်ကညတွေကို အထူးပြုသတိထားမှာဖြစ်တယ်ဒီကလအတွင်းတနေ့လာနေသောကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တနေ့ကတွေဘုထုမွေးသူများကြောင့်စိတ်နှောင့်ရှက်ဖြစ်မယ်တလေးကိုကနန်းနေအကျိုးပေးတယ် အညွန်ရောင်ပြန်ရောင်မိခိုးရောင်တွေကိုသုံးဆွဲပြီးတော့အလိုရှိတဲ့ကိစ္စတွေလောက်ကန်ရင်းအောင်မြင်ခြင်းချိုးပြခြင်းရဲ့အနှစ်သာရကောင်းကိုရရှိမှာဖြစ်ပါလေ။ကောင်းခြင်းကံကြမ္မာနဲ့တိုးတက်ခြင်းတွေရစီရန်အတွက်နေနီးပါးမှာရှိတဲ့ဘုန်းတော်ကြီးเจ้าမှာသင်္ကန်းသွားရောက်လှူဒါန်းခြင်းပြုပေးပါ။ယေရှုတင်ပါလေ။